မင်္ဂလာပါရှင် MP ရဲ့တနေ့တာညမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်တစ်ဆက်သူမူအိန်ကျဲပါ။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မန္တလေးမုတ်ကုတ်ဂါလန်ဘော်ကလိပ်ကျကျေးရွာကိုအေဗီလာ၁၈ရက်မနေ့ပိုင်းမှာစောစုကတိုက်လေရင်နဲ့ဘုံကျက်တက်ဖြက်လို့ကလေးငယ်တွေအပါအဝင်ဒေသခံပြည်သူ၁၂ဦးထပ်မင်းတေဆုံးခဲ့ပြီး၁ဦးခန့်တန်းရန်ရရှိခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါရစေ။အေဗီလာ၁၈ရက်မနေ့၁၀နာရီကျော်မှာ လေးကြကြေးရွာရွာလဲပိုင်းကဈေးဆိုင်တွေကိုအဓိက ပြစ်မှတ်ထားပြီးစုံစုကတိုက်လေနဲ့ဘုံကျဲတက်ပြက်လို့ကလေးတငယ်လမ်းသွန်းလန့်လာနဲ့အမျိုးသမီးတွေထိခိုက်သေးဆုံးခဲ့ပါတယ်။အဲ့ဒီလေးကြရွာကိုတကြံအတက်နဲ့ AB 16ရက်မှာလဲစုံစုကတိုက်လေနဲ့နှစ်ကြိမ်ဘုံကျဲခဲ့ပြီးလူထိခိုက်သေးဆုံးတာမရှိဘဲအဆောင်တွေပျက်စီးခဲ့ကမနေ့ကတော့ရွာလဲပိုင်းမန္တလေးမုတ်ကုတ်ကားလမ်းဘေးကလူစီကားတဲ့ဈေးဆိုင်တွေကိုအဓိကပြစ်မှတ်ထားဘုံကျဲတက်ပြက်တာဖြစ်ပါတယ်။ လမ်းမပေါ်ဆိုင်ငယ်စီးသွားလိုက်ရင်ဘုံမှန်လို့လမ်းပေါ်တုံးလုံးပလက်တေဆုံးသူတွေရှိသလိုဒဏ်ရသူတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။အလားတူမနေ့ကမွန်လယ်ပိုင်းမှာလည်းစင်ကူးမြို့နယ်ကြည်တောက်ပေါက်ကျေးရွာမှာရှိတဲ့ရွာလဲစာတင်ကျောင်းနဲ့ဈေးအနီကိုတိုက်လေရင်လည်းဘုံကျဲတက်ဖြတ်ခရာ ထိခိုက်သူနဲ့အပြက်အစီးတွေရှိတယ်လို့ဒေသခံတွေကအမှတ်ပြကိုပြောပါတယ်။ဆိုဆိုကမန္တလေးတိုင်းအထက်ပိုင်းကတော်လိုင်းအင်အားစုတွေထိမ့်ချုပ်စိုးမိုးထားတဲ့ နယ်မြေတွေဖြစ်တဲ့တပိတ်ချင်းစင်ကူမရီယာနဲ့မိုးကုံမြို့နယ်က လူနေရပ်ကွက်တွေကျေးရွာတွေကို နေ့စဉ်ရက်ဆက်ပုံကျဲတပ်ဖြတ်နေရဖြစ်ပါတယ်။ဆိုးစုကယခုရပိုင်းလေးချောင်းပုံကျဲတိုက်ခါရမှာပြည်သူတွေတိမ်းရှောင်ချိန်မရအောင်အတန်တိတ်မကျဲတဲ့ပုံမှုအစင်မြင့်တဲ့တိုက်လေရင်အတုံးပြူလာရန်ရှိတယ်လို့တပိတ်ချင်းနဲ့စင်ကူနယ်ကန်တွေကပြောပါတယ်။ မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ပျော်ကြပျက်စီးသွားတဲ့အင်းဝမြို့အောက်မှာရှိတဲ့နမ်းမြမျောစင်အဆောက်အုံပျက်စီးတွေကိုအေဗီလာ28ရက်ကရှာဖွေရှင်းလင်းရမှာတေဆုံးသူအမျိုးသားတို့ရဲ့ရုပ်အလောင်းကိုရှာဖွေတိရှိခဲ့တယ်လို့ကယ်ဆယ်ရေးလုံဆောင်နေသူတွေထံကသိရပါဗျ။မန္တလေးမြို့နယ်မိုင်း20ခန့်ကွာဝေးတဲ့တဒောင်းမြို့နယ်တဲကအင်းဝမြို့အောက်မှာရှိတဲ့နမ်းမြမျောစင်အဆောက်အုံအောက်မှာပိတ်မိတေဆုံးနေတဲ့ရုပ်အလောင်းနှလောင်းရှိနေရကြောင်းရှာဖွေကယ်ဆယ်ရေးလုံဆောင်ခဲ့ရမှာ အေဘီလာ၁၈ရက်နေ့လယ်ပိုင်းမှာ အမျိုးသားတဦးရဲ့ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့တာပါရုပ်အလောင်းတစ်လောင်းကျန်နေသေးတဲ့အတွက်ရှာဖွေကယ်ဆယ်ရေးတွေဆက်လက်လှုပ်ဆောင်နေရလို့လည်းဆိုပါရယ်တေဆုံးသူတွေဟာအင်းဝါမျိုးအောင်နမ်းမြမျောစင်ကိုလာရောက်လဲပက်သူတွေဖြစ်တယ်လို့အင်းဝါဒေတာခန်တွေကပြောပါရယ်ငလင်တန်းကြောင့်အင်းဝါမျိုးအောင်မှာရှိတဲ့မဲနုအုပ်ကြောင့်နမ်းမြမျောစင်လေးထက်ကြီးရွှေစည်းကုံဒေါ်ချန်ဖျားစု မြင့်မော်တောင်ဖျားဝင်းကဘာစီစတဲ့ရှေးအောင်ဖျားစီတွေနဲ့တာနာနီကအဆောင်အများအပြားထိခိုက်ပျက်စီးခဲ့ပါတယ်။မန္တလေးတိုင်းမတရားနဲ့အနောက်ချမ်းနဲ့စကိုင်းတိုင်းဝက်လက်နဲ့အဆက်အေယာဝတီမြစ်ထဲကရေရင်တွေကိုစောစုကတနက်နဲ့ပြစ်ခတ်ခဲ့ရကြောင်းခီးသွားပြည်သူတို့ဦးသေးဆုံးခဲ့ပြီးတဦးတန်ရရတယ်လို့ဒေသကကွယ်ရေးတာဝန်ရှိသူတို့က MP ကိုပြောပါတယ်။အေဘီလာ၁၈ရဲ့မွန်လဲ၁၂နှစ်ဝင်းကျင်က ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဝက်လက်မြို့နယ်ရှိမကားဘက်ခြမ်းမှာအထက်ကစုံစင်းလာတဲ့ရေရင်တွေကို တားဆီးငွေညက်ရကတကြားတန်ကုန်တစည်းကိုရမပေးလို့ဆိုပြီးဝိုင်းဝန်းပစ်ခတ်တက်ဖြက်ရမှာတန်ကုန်ဘေးကနေကပ်ပါလာတဲ့မော်တော်ယာဉ်ကို ထိမှန်ပြီးခီးသွားပြည်သူတွေတေဆုံးတန်ရရခဲ့တာပါဆောက်ဆူလက်ချက်နဲ့ခီးသွားပြည်သူအသက်30ကျော်အရွယ်အမျိုးသားတအူးတေဆုံးကအသက်20ကျော်အရွယ်အမျိုးသားတအူး တန်းရတယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့မရီယာမြို့နယ်ပကဖတာဝန်ရှိသူတို့ကပြောပါတယ်။ရှေမကာရဲစခန်းထဲကလည်းစိုးစုမြေကြောင်းသွားရေရင်တွေကိုတားဆီးငွေညက်လက်နက်ပြမိုက်ကြီးခွဲတာတွေမကြာခဏလှုပ်ဆောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဝက်လက်မြို့နယ်ရှေမကာရွာရဲ့ရဲစခန်းတွေမှာစိုးစုနဲ့ပြူစောတိတွေခိုးအောင်နေပြီးရိတ်ခါပြပြီးငလာတိုင်းအနည်းအနားကကြေးရွာတွေကိုဆင်းနေက လူသက်လူရဲ့မိရှူတာတွေကျွလွန်နေတယ်လို့ဒေသခံတွေကပြောပါတယ်ငလီမဲကြုံတွေ့နေရတဲ့ပြည်သူတွေကိုလေချောင်းတက်ပြတ်မှုဇက်တိုက်လှုပ်ဆောင်နေတဲ့စိုးစုရဲ့နေပြည်တော်အေလာလီတက်စကန်ကိုတရားခုမမရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar BWM အဖွဲ့တော်ဝင်ရှိသူက MMB ကိုပြောပါရယ်။နေပြည်တော်လုံခြုံရေးတင်းကျပ်မှုရာသီဥတုဆိုးရွားမှုစတဲ့ အခက်အခဲတွေကြားကနေစစ်ရှုံးကောင်စီရဲ့နေပြည်တော် ELA data scan အတွင်းကိုအေမီလာ၁၈ရက်မနေ့ညပိုင်းကတရားခုံမမ short tight တုံးလုံးကို အောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်လို့ဆိုပါရယ်။ပြစ်ခတ်တိုက်ခိုက်မှုအတွင်းပြစ်မှတ်တွေကိုထိမှန်ပေါက်ကွဲခဲ့တယ်လို့ထိခိုက်မှုတချို့ရှိတယ်လို့ကနဦးသိရှိထားပေမဲ့ဆက်လက်စုံစမ်းနေသေးဖြစ်တယ်ဆိုတာနဲ့စိုးစုဘက်ကပြန်လည်ပြစ်ခတ်ခဲ့ပေမဲ့ရဲဘော်တွေအထိခိုက်မရှိဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါရယ်။ ဆိုဆိုကငလင်းလောက်ခတ်မှုဖြစ်ပွားခဲ့တဲ့မလ28ကစပြီးဒီကနေ့ထိလေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပြီးပြည်သူသေဆုံးမှုတွေလည်းရှိခဲ့ကစကိုင်းတိုင်းတစ်ခုထဲမှာတင် လေကြောင်းတိုက်ခိုက်ခံရလို့သေဆုံးသူ50ကျော်ရှိတယ်လို့ဒေသခံသတင်းမြစ်တွေကပြောပါတယ်။ဆိုဆိုကငလင်းတန်းကြောင့်ထိခိုက်မှုတချို့ရှိခဲ့တဲ့နေပြည်တော်အေလာလီတပ်ကိုအပြက်အစည်းတွေကြားကနေပဲလေကြောင်းပုံကျဲပြီးပြည်သူတွေကိုတပ်ဖြတ်ဖို့ဆက်လက်အသုံးပြုနေသေးတဲ့အတွက် BWM နဲ့မဟာမိတ်တပ်တွေကရန်သူလေတနှိမ်နင်းရေးနှစ်တစ်ကူလက်ဆောင် BWM Mission 33ကိုဖော်ဆောင်ခဲ့တာလို့အသိပေးထားပါဗျ။စကိုင်းတိုင်းထပိုင်းကတခရိုင်ဗမောက်မြို့ကိုစိုးစုက share နေအမျိုးသားများတက်မတော် SNL လက်ထက်ထားခဲ့လို့ဗမောက်ကို SNL ကဆက်လက်အုပ်ချုပ်နေရဲလို့ဒေသခံစီးရဲသတင်းမြစ်တူကပြောပါရယ်စိုးစုနဲ့ပူပေါင်းမဟာမိတ်ဖြစ်တဲ့ SNL တို့ဟာဗမောက်မြို့ပေါ်နဲ့ဗမောက်အနောက်ချမ်းကို ူပေါင်းအထိုင်ကျစိုးမိုးထိန်းချုပ်ထားရကနေလက်ရှိမှာ SNL သားရှိတော်ပြီးစိုးအစုမရှိတော်ဘူးလို့ဆိုပါတယ်။ဗမောင်းမြို့တောင်ချမ်း၊မြောက်ချမ်းနဲ့အရှိချမ်းကိုတော့တော်လိုင်းအင်အားစုတွေကစိုးမိုးထိန်းချုပ်ထားတာပါ။စိုးအစုကအင်အားနှဲပလာတဲ့အတွက်ဗမောက်ကို SNL လက်ထဲထားခဲ့ပြီးကတာမြို့မှာခန်းစစ်ပြမှုစိုးအစုအဖွဲ့တွေကိုပို့ဆောင်လိုက်တာဖြစ်နိုင်တယ်လို့စေတရင်ညကသုံးသပ်ပါတယ်။ ပင်လယ်ဦးမြို့သိန်းတိုက်ပွဲအတွင်းမှာဗမောက်ကလာတဲ့စိုးစုအဖွဲ့တွေအသေးအပြောက်များခဲ့သလိုပြီးခဲ့တဲ့မလကစပြီးကတာမာခံစစ်ပြင်းနေတဲ့အတွက်ကတာကိုစိုးစုအများအပြားပို့ဆောင်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။2024ခုနှစ်အော်တိုဘာလ10ရက်မှာတော်လိုင်းအင်အားစုတွေကပင်လယ်ဦးမြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်မကြာမီမှာပဲဗမောက်ကိုလည်းသိမ်းတော့မယ်ဆိုတဲ့အတန်တွေထွက်လာခဲ့ရကြောင်းမြို့ခံအများစုကမြို့ကိုစွန့်ခွာထွက်ပြေးသွားကြလို့ပြည်သူအနေငယ်သာကြံရှိတော့တာပါ။ ဧပြီလ9ရက်မှာအင်းတော်မျိုးကိုလက်လွတ်ဆုံးရှုံးလိုက်ရတဲ့စစ်အုပ်စုတွေဟာအင်းတော်နဲ့ဆယ်မိုင်ခန့်အကွာမှာရှိတဲ့ကတာမျိုးကိုခံစစ်ပြင်ဆင်နေပြီးဗမောင်းနဲ့ကမ်ပလူစစ်အုပ်စုအဖွဲ့တွေကိုရဟန့်ရင်နဲ့ဆယ်ခေါက်တပ်မင်းနဲ့တဲဆောင်အင်အားဖြစ်နေလို့ကတာမျိုးနဲ့ပြည်သူ့ကာကွယ်အဖွဲ့တာဝန်ရှိသူတို့ကပြောပါရတယ်။